မင်းဒီကောင်းစီမှာသွားပြီးတော့ investment မလုပ်နဲ့ဒီကောင်းပွန်စီစကင်သမားအကြီးစားမင်းဒီ company မှာတော့သွားပြီးတော့ရင်းနှီးမြှုပ်နှံမှုမလုပ်မိစေနဲ့မင်းမှာရှိနေတဲ့ပုံစံပြောင်းလိမ့်မယ်တို့ပွန်စီစကင်သမားတွေမင်းတို့ကောင်းနေ20ရာခိုင်နှုန်း30ရာခိုင်နှုန်းမျိုးမဲ့မဲ့ရလို့ဆိုပြီးတော့ကိုရှိသမျှပုံစံလေးစုထားလေးသွားပြီးတော့တို့ပုံမပေးလိုက်နဲ့ဒီကောင်းနေပွန်စီစကင်သုံးပြီးတော့မင်းကို scan လိမ့်မယ်လိမ့်လိမ့်မယ်စရက်ပွန်စီစကင်ပွန်စီစကင်ပွန်စီစကင်ဆိုရဲစကားလုံးကိုကျွန်တော်တို့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာမကြားကြမှာအဆုံးကြားနေရပါပဲမိတ်ဆွေတို့ဒီစကားလုံးရဲ့အတိတ်ပဲ position ဆိုတာဘာလဲဆိုတော့တကယ်နားလေရလားဒီ video လေးကိုအဆုံးအထိကြည့်ပြီးတော့ရနေ position လောက်နေတဲ့ပုံကို position လောက်နေတဲ့အဖွဲ့အစည်းဘယ်သူနဲ့ပဲဂျုံဂျုံဘာနဲ့ပဲဂျုံဂျုံမိတ်ဆွေနေနဲ့တန်းတည်ပြီးတော့မိတ်ဆွေကိုယ်တိုင်ရောကိုယ့်ရဲ့မိသားစုရောနောက်တစ်ခါချစ်ခင်ရတဲ့တကယ်ချင်းအပေါင်းအသင်းတွေရောကိုဘာ educate လုပ်ပေးပြီးတော့ဒါဒါမျိုး skin တွေကနေဝေးဝေးရရှောင်းနိုင်အောင်မိတ်ဆွေကိုနိုင်ကရှေ့ဆောင်လမ်းပြလုပ်ပေးနိုင်ပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ CIU channel နဲ့ကြိုဆိုလိုက်ပါတယ် ဆရာကြီးတွေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မိတ်ဆွေတွေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကိုယ့်အတွက်ဗဟုသုတတစ်ခုခုတိုးသွားတယ်။အကျိုးရှိသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်ခဲ့ပေးပါဦး။ပေါ်စီစကန်ဆိုတော့အလွယ်ဆုံးရှင်းပြမယ်ဆိုရင်တော့စကန်နာလိမ့်နာလိမ့်နည်းတစ်မျိုးပဲ ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်မရှင်းပြခင် ponzi scheme ကိုဘာကိစ္စ ponzi scheme လို့ခေါ်လဲကျွန်တော်အရင်ဆုံးရှင်းပြမယ်ဒီ ponzi scheme ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့တဲ့ charge ponzi ဆိုတဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကိုအစွဲပြုပြီးတော့ ponzi scheme လို့ခေါ်ခြင်းဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော် charge ponzi အကြောင်းလေးနည်းနည်းလေးရှင်းပြရင်လေ charge ponzi ကိုမေလ3882ခုနှစ်အီတလီမှာမွေးခဲ့တယ်အဲ ponzi ရောကဘိုးဘေးစင်ဆက်ဆွေစင်မျိုးဆက်ချမ်းသာတယ်ဒါပေမဲ့သူမိဘရဲ့လက်ထံမှာကျတော့ရှိသမျှအစည်းအဝေးအကုန်လုံးနှိပါပြုတ်ပြီးတော့သူက middle class သားပဲကျန်တယ် အဲပိုဆိုတာတခုကသူမွေးလာတဲ့အချိန်မှာမိသားစုကချွတ်ချုံကြပြီးတော့စီးပွားရေးတော်တော်ဆင်မပြေဖြစ်နေပြီဒါပေမဲ့လည်းသူမိပါရေကပုံစံကိုကောင်းပေဆိုရဲအကြောင်းမှထားပေးတယ်သူစားကြိုးစားခိုင်းတယ်အဓိကသူတို့ intention ကတော့ဒါသူသားဒီလိုမှသာကြောင်းပြီးတဲ့အချိန်မှာအလိုကောင်းကောင်းရပြီးတော့နောက်တစ်ဖန်သူတို့ရဲ့မိသားစုကအောင်မြင်မှုလမ်းကြောင်းပေါ်ပြန်တက်နိုင်မယ်ဒီလိုတွေးတာပေါ့ဒါမဲ့တကယ်တကယ်ကျတော့ပုံစံရဲ့စားမကြိုးစားသလိုစားလို့လည်းစိတ်ဝင်စားဘူးသူလို့တာဆိုးရယ်မိုက်တယ်အားလို့ချိန်ရပြီဆိုရင်သူမိပါရေကြောင်း ီလိုမျိုးစင်းရဲ့နေရာသူမရရင်သုံးမကြတော့ဒီလိုဖြစ်တယ်ဆိုပြီးမိပါရေးပြက်တယ်လေအဲအဲ့လိုနဲ့ပဲပွန်စီတက်ကတော့တက်ရမယ်အရွယ်ရောက်တဲ့အချိန်မှာအဖေဖြစ်သူကဆုံးသွားတယ်ဆုံးသွားတော့ဒီကောင်ကမလုပ်လဲဆိုတော့အဲကြံခဲ့အမေဖြစ်သူကိုသူ့ကိုသူရရမယ်အမွေခွဲမပေးဘူးဆိုရင်တက်ကတော့မတက်ဘူးဆိုပြီးလှုပ်တယ်အဲ့တော့အမေဖြစ်သူကမတက်နိုင်ဘူးမတက်နိုင်တော့ကြတော့ဒါပွန်စီကိုအဲသူကိုရိုင်းသုံးဖို့အတွက်အမောင်လေးနဲ့ချန်ပြီးပွန်စီကိုကြံတဲ့ပစံအားလုံးအမွေအားလုံးသူ့သားကိုခွဲပေးလိုက်တယ် ဒီကောင်ကဒီဘက်ဆန်နေရတော့လေစီးပွားရေးလုပ်ချင်လို့သူကသူတခြား investment လုပ်ချင်လို့တောင်းတာမဟုတ်ဘူးဒီကောင်ဘာလဲလို့လဲဆိုတော့ party တက်တယ်ပြင်ဈေးကြီးပြီးကောင်းမယ်ဆိုတော့ပြည်စည်းရဲ့အတုံးဆောင်တွေဝယ်တယ်ပြင်နောက်တစ်ခါလောင်းကစားတွေလုပ်တယ်ဒါမျိုးရှောက်လုပ်တယ်ဆိုတော့သူငွေရရပတ်စံဆိုဘလောက်ခံပါတော့ခဏနေရောကုန်ပြီးပေါ့ဒါပြောင်းသွားတဲ့အချိန်မှာသူចောင်းပြန်တက်တော့လေမရတော့လေဘာလို့ဆိုရှေ့မှာအပျော်ပါလိုက်ပြီးတော့အတန်းလဲမမှန်မတက်စားလဲမလို့ဆိုတော့ဆမ်မြိုရိတ်တဖုံဖုံကြတယ်နောက်ဆုံးပြီးចောင်းထွက်လိုက်ရတယ်ဒါမဲ့ ဒီကောင်ကဒီလိုမျိုးចောင်းထွက်ရတဲ့အချိန်မှာလဲသူ့ကိုယ်သူပြန်ပြောရတဲ့စကားသူ့အပြစ်မရှိဘူးဗျာဘယ်လိုမျိုးလဲကျွန်တော်ပြောပြရမယ်ဟိုသူကွန်နိုက်ကသူကရှောင်းဝမ်းတော်တယ်ကောအရန်တော်တယ်ဒါပေမဲ့လောလောဆယ်သူနေရဲ့နေရာအီတလီဖြစ်နေလို့ဒါသူ့ရဲ့လက်မှာလက်ရှိရှိရဲ့အစွမ်းစာရအတုံးချဝင်မရတာဆိုတော့သူတွေးတာကသူကအမေရိကကိုပြောင်းသွားမယ် US ကိုပြောင်းသွားမယ်ဆိုရင်သူအရန်ချမ်းသာပြီးရန်အောင်မြန်တဲ့မီလီယံနာတယောက်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာမှာသူတွေလိုတွေးတယ် အဲ့လိုနဲ့1903ခုနှစ်ပွန်စီအသက်22နှစ်အရောက်မှာတော့ပွန်စီကသူ့ရဲ့ရေယာမရှိတဲ့အိမ်မက်တွေကောင်းတဲ့ဖော်မယ်ဆိုပြီးတော့ US ကိုတင်မောင်းနဲ့ထွက်လာခဲ့တယ်။အဲအဲ့ဒီ US ကိုလာနေလမ်းတစ်လျှောက်တင်မောင်းအောင်မှာဒီကောင်ဘာတွေလုပ်လဲဆိုတော့နောက်ဆုံးကြံတဲ့ပတ်စံ Les Bullet ကိုလောင်းကစားတွေလုပ်ပြတယ်။အဲအဲ့တော့အကျိုးဆက်အနေနဲ့လောင်းကစားလုပ်တဲ့နေရာမှာလည်းသုံးမကျရတဲ့ရှိသမျှပြောင်းတယ်။အဲပြောင်းပြီးတော့သူကန်ဆင်းမယ်လုပ်တဲ့အချိန်မှာသူ့လက်ထဲမှာ3ဒေါ်လာလာပဲကျန်တော့တယ်။အဲ့တော့ပွန်စီကန်ကက်လို့ US ကိုရောက်တဲ့အချိန်မှာသူစိတ်ကူးရင်သားတို့မျိုးတကယ်လက်တွေဘဝလွယ်မနေအောင်သွားတွေ့တယ်။ဘာလို့ဆိုတော့ပြရှင်းပါတယ်။ ဒီကောင်ပုံစံကြီးကိုကြည့်မယ်ဆိုဘွဲရတာပါညာလည်းမရှိဘူးတခြားအသက်မွေးရောင်းပညာလည်းဘာမှမတက်ဘူးဆိုတဲ့အခါကျတော့သူအလုတ်လိုက်ရှာတဲ့နေရာမှာဘယ်အလုပ်တွေပဲရလဲဆိုတော့ကျွန်တော်ဇပွဲထိုးတို့ဒါကြမ်းတိုက်ပကန်စီစားရအောက်ခြေသိမ်းအလုပ်တွေမှာပဲသူ့အတွက်နေရာရှိတယ်အဲဒါမဲ့လည်းသူညင်းနေလို့မရအောင်ဘာလို့လဲတော့လုံးဝလုံးမလုံးငတ်မယ်နေတာဆိုသူဝင်လို့ရတယ်အဲ့လိုနဲ့ပဲ1908ခုနှစ်ပွန်စီရသက်25နှစ်မှာတော့သူတို့အီတလီကတက်လာတဲ့သူတွေအတွက်ကနေဒါအလုတ်လုတ်လို့အကောင်းဆုံးဆိုတာသူသွားတွေ့အဲ့ဒါနဲ့ချက်ချင်းကနေဒါကိုတက်သွားတယ် ဒါကံကောင်းအကြောင်းတိုက်ဆိုင်တဲ့အတွက်တကယ်လည်းသူကနေဒါကိုရောက်ရောက်ချင်းပဲအလောက်ကအစင်ပြရဲ့တနီယာရခဲ့အဲ့ဒါကြတော့ Banco Accessory ဆိုတဲ့ bank မှာသူကအငယ်တန်းဆေးရည်အနေနဲ့အလုပ်ရတယ်အဒီမတိုင်ခင်သူ့ position မေးဆိုလို့သိရတဲ့အတိုင်းပဲအိုးထိုက်ပကန်ဆေးဆိုတော့ဘာမှအစင်မပြေဘူးလေအခုကြတော့ဒါဘာမှတိုက်ပင်မဲ့လုဆရာမလို့ပဲနဲ့ဇပွဲတစ်လုံးနဲ့ထိုင်းပြီး AC လုလို့ရပြီလာစာကလည်းဒါ amount တစ်ခုအစင်ပြည့်ရဲ့ပမာဏဆိုတော့ဒါပွန်စီကတော့သူ့ဘဝအစင်ပြည့်ပဲတွေးနေရပေါ့ဒါပေမဲ့ ဖြစ်ချင်တော့သူသွားလုပ်တဲ့ဘန်ပိုင်ရှင်ကစီးပွားရေးလုပ်ငန်းရှင်စီးပွားရေးသမားမဟုတ်ဘဲနဲ့စကမ်မာခေါ်တဲ့လူလိန်ကြီးစားဖြစ်နေတာဘယ်လိုမျိုးလဲဆိုတော့ဗျာဒီဘန်ပိုင်ရှင်ကသူ့စီမှာလာအပ်တဲ့ investor တွေရဲ့ပတ်စံကိုကဒါရီကိုသူကယင်းနီးပြီးတော့လုပ်ငန်းတစ်ခုလုပ်တယ်အဲဒီလုပ်ငန်းရရအမြတ်တွေမှာသူတို့ပတ်စံခွဲပြရမျိုးမဟုတ်ဘဲနဲ့သူသွားတဲ့ပုံစံအကြောတော့ဒါနောက်မှလာအပ်တဲ့လူတွေရဲ့ပတ်စံကိုယူပြီးတော့အရင်ရှေ့ကပတ်စံထည့်ထားတဲ့လူတွေပြန်ပြီးအမြတ်ပေးနေရမျိုးဖြစ်နေတာ ဆိုတော့ဒီကိစ္စကိုလောလောဆယ်မေးစရာတလောက်နားတယ်ဆိုရပြီကျွန်တော်နောက်ပိုင်းမှာဒါနဲ့ထပ်ပြီးအသေးစိတ်ကရှင်းပြအောင်ပါဆိုတော့အဲ့လိုမျိုးဆိုတော့ဗျာဒါကိုရိရှားမိတဲ့ investor တွေကသူတို့ပတ်စံတွေဆုံးရှုံးမှကြောက်တဲ့အတွက်ဘန်တွေကနေပတ်စံတွေအပြိုင်ဆိုင်ထုတ်ကြတဲ့အခါမှာဟိုကောင်ကဘေးစရာပတ်စံမရှိဘူးလေအကုန်လုံးကသူကဟိုလူပတ်စံကြီးလူပေးဒီလူပတ်စံဟိုကောင်ပေးနေပလာတာပတ်ရိုက်ထားတာပေါ့အဲ့တော့ဒီ permission ကဘာလို့လဲဆိုတော့သူ့ဘန်ထဲမှာကျန်တဲ့နောက်ဆုံးပတ်စံရှိသမျှအားလုံးထုတ်ပြီးတော့သူကမက္ဆီကိုလစ်ပြေးသွားတယ် ဒီကိစ္စကိုပွန်စီသိတဲ့အခါမှာမထူးလဲသူကအလုပ်ပြုတ်တော့မှာဗျာအလုပ်ပြုတ်တဲ့မဲ့သူသူဘာလို့လိုက်လဲဆိုတော့ကျတော့အိုက်ဘန်နေပြီး check alert တစ်စောင်ယူလာတယ်ဒါပြပြအိုက် check ပေါ်မှာ423.58ဒေါ်လာဆိုပြီးရေးလိုက်တယ်ရေးပြီးတော့ကျအိုက် check ပေါ်မှာပဲနောက်တစ်ခါလက်မှတ်ကိုအတုထိုးပြီးတော့အိုင်နာနီနာဘန်တစ်ခုမှသွားပြီးတော့သူကဒီ check ပေါ်ကပါတယ်ဆိုတော့ပမာဏကိုသွားပြီး withdraw လုပ်တယ်ပတ်စံသွားထုတ်တယ်အဲ့တော့ဒီလောက်တာမသေးသက်တာရောလူဆန်များနေရရောအတော့သူကရေးအတုမှန်းသိတာတော့ကျတော့ဘောပတ်စံမရလာရင်ဘာလုပ်ရလဲဆိုတော့ကနေဒါထောင်ထဲမှာသုံးနေနေလိုက်ရတယ် ဆိုတော့အဲ့ကနေလွတ်လာတဲ့ခါမှာလည်းဒီကောင်ကဘာထက်လှုပ်လဲဆိုတော့သူ့မူရဲ့မြေဖြစ်တဲ့အီတလီကနေပြီးတော့ US ကိုလာကြတဲ့လူတွေရှိရဗျာဒီလူတွေကသူကဒီကြောင် US ကိုသွင်းပေးမယ်ဆိုပြီးတော့ broker ကြီးယူပြီးတော့လက်ခံတယ်လက်ခံပြီးဒီကောင်တွေသွင်းတဲ့အခါမှာလည်းလူကဘာလို့လဲရေးရမ်းမရှိရကောင်အသုံးမကျရကောင်ဆိုတော့မအောင်မြင်မဲနဲ့ထက်ပြီးတော့နောက်ထပ်ထောင်နှစ်နှစ်ထက်ကြတယ်အဲ့ကနေလွတ်လာပြီးနောက်ပိုင်းမှာတော့ပွန်စီကသူအရင်လိုမျိုးပဲ AC ပုံမှန်လေးပဲအလုပ်လုပ်တော့မယ်ဆိုပြီးတော့စရေးအနေနဲ့ပဲအလုပ်ဝင်လုပ်ခဲ့တယ် အဲ့လိုနဲ့နေလာတဲ့လားပွန်စီအသက်36နှစ်အရောက်မှာရိုဆာနက်ကိုဆိုရဲကောင်မလေးနဲ့အိမ်အောင်ကြခဲ့တယ်။ဆိုတော့ဒီကောင်မလေးရဲ့မိဘတွေကကြတော့သူတို့ကအသီးဝယ်ရောင်းလုပ်တဲ့ဆိုင်တွေတိတ်တိတ်လေးပိုင်တယ်။အဲအိမ်အောင်ကြပြီးမကြပါဘူး6လလောက်နေတော့ကြတော့ဒီပွန်စီကနေပြီးတော့သူ့လက်ရှိလုံမှာမလုပ်ချင်တော့ဆိုပြီးထွက်ပြန်တယ်။သူဒီလောက်ကသူ့လောလောဆယ်သူ့အနေထားနဲ့မတန်ဘူးပါညာပေါ့အစသဖြင့်ပေါ့။ဆိုတော့အဲ့တော့လှုပ်ပြီးတော့ဘာလှုပ်လဲဆိုတော့ကြတော့အဲအခုချိန်နေကိုယ့်ဟာကိုဆရာကြီးထင်နေတဲ့ပွန်စီက ဒီဝါလီခံလို့နင်းနီးဖြစ်နေသူ့ရောက်ခါမှာအသီးဆိုင်လေးဝင်ကယ်ပေးမယ်ဆိုပြီးတော့အဲ့ဘက်ကိုဝင်လို့တယ်အဲဆရာကြီးဝင်လာမှာဘာဖြစ်လဲဆိုတော့ကျတော့ဟိုအသီးဆိုင်ကထောင်လာမယ်အစားအဲရိုင်းနဲ့နဲ့နဲ့တထဖြစ်နေဆိုင်လေးအရင်ပြုတ်ပြီးတော့လုံးလုံးဒီဝါလီခံလိုက်ရတယ်ဆိုတော့ဒီချိန်မှာလည်းဒီလိုမျိုးဖြစ်တဲ့ကိစ္စကသူ့လိုအပ်ချက်ကြောင့်မဟုတ်ဘဲနဲ့အဲသူလုပ်တဲ့အလုပ်ကအသီးဝယ်ရောင်းဖြစ်နေလို့တကယ်လို့ဒါသူတခြားပစ္စည်းကို import export လုပ်မယ်ဆိုရင်သူ့အနေနဲ့တခြားဘောက်အောင်မြင်မှာဒီကိစ္စကိုသူမင်းမောင်နိုင်ကြီးအောင်တွင်တွင်ပြောနေအခါကြတော့အဲမိမဖြစ်သူကပဲ အဲဆောနာမှာပူလွန်းလွန်းအရင်ပြုတ်ထားတဲ့အဖေစီကနေပြီးတော့ပတ်စံထက်ချီးပြီးတော့သူ့ရောက်ကြတဲ့လက်တက်ထည့်ပြီးအဲမှာဒီကောင်ကအဲပတ်စံနဲ့ထက်ပြီးတော့ import export လုပ်ငန်းထက်လုပ်ပြန်တယ်ဒါမှမဟုတ်ဗျာကျွန်တော်ပြောတာဒီကောင်ကဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုလိုအပ်တဲ့လိလာမှုလည်းမလုပ်နောက်ပြီးတော့ကျွန်တော်တခြားနိုင်ငံမှာရှိတဲ့ကုန်တွေဖောက်တွေနဲ့လည်းဘာမှကြားရတဲ့ဂျိတ်မရှိ connection မရှိတယ်ဘလို့အဆင်ပြေမလဲအဲ့တော့ဒီလုပ်ငန်းကလည်းမထူးမရှုံးပေါ်ပြန်တယ်ဒီတစ်ခေါက်မှလည်းပွန်စီပြရတဲ့ reason က तू အတော့မကြလို့ तू လိုအပ်တဲ့ sector တွေမှာလေးလာမှုအားနည်းလို့မဟုတ်ဖဲနဲ့ သူရဲ့ဒီ import export လုပ်ငန်းကိုတင်းစားရဲမှာထည့်ပြီးမကြုံညာနိုင်ခဲ့လို့ကြုံညာဖို့အတွက်ဈေးမရှိလို့တကယ်လို့သာဒီအတွက်ကြုံညာနိုင်ခဲ့မယ်ဆိုသူ့လုပ်ငန်းအောင်မြင်နိုင်တယ်ဒီလိုပဲလုပ်ပြန်အဲနောက်ပိုင်းမှာ policy ကဘာလို့မှမဲရမလို့တော့ဘူးသူအိမ်မှာပဲနေတယ်အရက်တောက်လိုက်တင်းစားဖက်လိုက်ဒီလိုပဲနေတယ်အဲ့လိုနဲ့တရက်မှာကြတော့သူတင်းစားရဲမှာ IRC coupon ဆိုတာသွားတွေ့ IRC coupon ဆိုတာအရှေ့ကောက်ကော International Roblink coupon လို့ခေါ်တယ်အဒီကောင်ကျွန်တော်1906ခုနှစ်မှာ UBU ခေါ် Universal Postal Union ကနေပြီး create လုပ်ခဲ့တယ် ဒီ IRC ရေ create လုပ်ခဲ့တဲ့ intention ကိုမိတ်ဆွေတို့နားလည်လွယ်အောင်ကျွန်တော်အရှင်းဆုံးရှင်းပြမယ်။ဆိုကြပါစို့ကျွန်တော်တို့ US မှာနေတဲ့မောင်မောင်ကနေပြီးတော့ကျွန်တော်တို့ Italy မှာနေတဲ့တငယ်ချင်းတယောက်စီကိုစာလန်းပို့ခြင်းတယ်။စာရိုက်ကနေလို့ဆင်။ဒါပေမဲ့အဲ့ခေတ်ကလည်းမျိုးစာပေးစာယူလုပ်မယ်ဆိုရင်တက်ဆိုင်ရာတက်ဆိုင်ရာ fees တခုကစောင်းရတယ်။ဒါပေမဲ့ဆိုတော့ US ကမောင်မောင်ဖြစ်စေချင်တာက Italy ကတငယ်ချင်းကသူ့စီကိုစာပြန်ပို့တဲ့အခါမှာအဲသူ့အိတ်ထဲကနေစိုက်ပြီးမပို့စေချင်ဘူး။အဲ့တော့မောင်မောင်ဘာလုပ်လဲလဲဆိုတော့ ဒီသူတကယ်ချင်းစီကိုစာပို့ပေးရဲ့စာအိတ်ထဲမှာဆောနာကျွန်တော်ပြောပြရဲ IRC ကူပွန်လေးရောထည့်ပေးလိုက်တယ်ဆိုတော့သူဖြစ်စေချင်တာကြတော့ဆောနာအီတလီကတကယ်ချင်းကသူ့စာရပြီဆိုတော့ねဖွင့်ပြီးသူ့စာကိုဖတ်တယ်ပါပြီးတော့အိုက်ထဲမှာပါလာ IRC ကိုယူယူပြောကြသူတို့အီတလီမှာရှိရဲ့တန်ယုံကြိုက်တဲ့တန်ယုံမှာဒီ IRC ကိုတုံးပြီးတော့ stamp လို့ခေါ်တဲ့ဒစေကောင်းလေးရေအနေနဲ့ပြောင်းလို့ရတယ်လဲလို့ရတယ်နောက်ပြီးတော့မှဒီဒစေကောင်းတွေတုံးပြီးတော့အီတလီအကောင်က ဆိုတော့ US မှာရှိတဲ့မောင်မောင်စီကိုစာပြန်ဖို့ဒါမျိုးဆိုရင်အီတလီကတကယ်ချင်းနေနဲ့ပတ်စံမကုန်တော့ပတ်စံမကုန်မဲ့သူတကယ်ချင်းစီကိုပြန်ပြီးတော့စာပြန်ဖို့လိုရရပ်လိုင်းလိုရပြီဒီအတွက်ဒီအတွက် IRC ကိုထုတ်တာဆိုတော့ IRC ကို D-intention နဲ့ထုတ်ခဲ့တယ်ဆိုပေမဲ့တကယ်တကယ် World War 2ကဒုတိယကမ္ဘာစစ်ဖြစ်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီနိုင်ငံတစ်ခုနဲ့တစ်ခုကြားမှာစီးပွားရေးအခြေအနေမတူညီတဲ့အတွက် currency တွေတဖားဖြစ်တယ်ဆိုတော့အကျိုးဆက်အနေနဲ့ကြတော့ဆိုတော့ IRC ကနိုင်ငံတွေကြားရမှာအဟဖြစ်ပြီးတော့ကြတော့လောက်ွက်တစ်ခုပေါ်လာတယ် တော့အဲ့ဒါကိုပွန်စီသွားပြီးတွေးမိတဲ့အခါမှာဒီကောင်ကသူ့အတွက် business idea တခုရပြီဆိုပြီးတော့ဒီဘက်ဖီးရဝင်ကျုံးမှုလုပ်တယ်အဲသူစဉ်းစားတဲ့ business plan ကိုကျွန်တော်မိတ်ဆွေတို့နားလည်အောင်ရှင်းပြမယ်သူတွေးရလို့ဗျာကျွန်တော်ဒုတိယကဘာရှင်းကြောင်းငွေကြေးတန်ဖိုးအရန်ထိုးကြနေတဲ့နိုင်ငံတွေရှိတယ်ကျွန်တော်ယူရိုဘက်ကနိုင်ငံတွေဥပမာအီတလီရော France တို့ကျွန်တော်သူတွေးရရှင်းရင်းဒီကျွန်တော်လိုမျိုးငွေကြေးတန်ဖိုးအရန်ထိုးကြနေတဲ့အီတလီရော France တို့မှာတော့ IRC coupon နဲ့ live ဝယ်မယ် ိုင်းမှာပြီးတော့အဲ့ IRC coupon တွေကို US ကိုပြန်ပြီးတော့ ship လို့ US ကိုလမ်းပို့ပြီးတော့မှဒီ US ကနေပြီးတော့ဒီ IRC coupon တွေကိုပတ်စံပြန်ပြောင်းသူဒီလိုတွေ့ရအဲ့ဆိုဂျားထဲမှာရတဲ့အဟအမြတ်ကိုသူစားမယ်ဥမာပြောရမယ်ဆိုရင်ထားပါတော့ let's just see အဲပွန်စီကသူ့ရဲ့အီတလီမှာရှိရသူ့ကောင်နေသူ့လူတွေနဲ့ချိတ်ပြီးတော့ကြတော့ IRC online ချင်းနိုင်ပြုံဝယ်မယ် IRC ဒဇောင်းကို0.01ဒေါ်လာနဲ့ဝယ်ရထားလိုက်ဆိုတော့အီတလီမှာ0.01ဒေါ်လာနဲ့ဝယ်ခဲ့တဲ့ IRC ကိုကျွန်တော်တို့က US မှာပြန်သွင်းမယ်ဆိုရင်0.06ဒေါ်လာတိရတယ်။အဲ ဆိုတော့အဲ့မှာဂျားရမှာ0.05ဒေါ်လာကျန်တယ်အမောင်းကအရန်နည်းရဆိုရင်မဲဆွေအနေနဲ့ ROI အနေနဲ့တက်ကြည့်မယ်ကျွန်တော် return on investment နဲ့တွက်ကြည့်မယ်ဆိုရင်500%မြတ်တယ်စောင်းဝမ်းမြတ်တယ်အမောင်းဆိုတော့အာ ဒီပွန်စီတွေးရသူဒီ process ကိုဒါလူပင်ပတ်ပြီးတော့လုပ်နိုင်မယ်ဆိုရင်သူ့အနေနဲ့ဒီအလောက်ကနေပြီးတော့ဒေါ်လာတန်းချီပြီးအမြတ်အစွန်းရနိုင်တယ်ဒေါ်လာတန်းချီပြီးချမ်းသာနိုင်တယ်ပေါ့သူဒီလိုတွေးရပွန်စီရဲ့ plan က on paper မှာတော့ဘာမှအမှားယွင်းမရှိဘူးလုံးဝ flawless ဖြစ်တယ်ဆိုပေမဲ့တကယ်တကယ်သူလုံးကြည့်ရအခါမှာကျတော့သူတွေးထားတာနဲ့တကယ် reality နဲ့ကလုံးဝဆက်ညင်မဖြစ်နေဘာလို့လဲကျွန်တော်ရှင်းပြမယ်အဲ့ဒီအချိန်အဲ့ဒီကာလမှာ IRC တွေကတကဘာလုံးမှာရှိတဲ့ IRC ကိုကျွန်တော်ပြောရအခုရေ3000ပတ်ချာလေးပဲရှိတယ်။ဆိုတော့ဒီပွန်စီအနေနဲ့ဒီရှိသမျှ IRC အားလုံးကိုဝယ်ရောင်းလုံနိုင်မယ်ဆိုရင်တောင်မှသူ့အနေနဲ့အမြတ်ဆိုတော့ဒေါ်လာထောင်ခန်းနဲ့ဝင်ကြမယ်ကြမှာနောက်တစ်ခါဒီထက်ကနေပြီးတော့ကျွန်တော်ဘာဘိုးတွေပြန်နှုတ်အောင်မလဲဆိုရင်ယူရိုဘတ်မှာ IRC ဝယ်ရဲ US ကိုပို့ရဲဆိုတော့ကျွန်တော် shipping ကတွေရှိရဲဆိုတော့ဒီ shipping ကပြန်ဖယ်ရမယ်နောက်တစ်ခါဒီ IRC ကိုမပြတ်မစည်းအောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်တာဝန်တွေရှိရဲကျွန်တော်လောင်ရမယ်နေရာတွေကိုရောင်းနေလိုရမယ်အဲ့ဒါထက်အရေးကြီးဆုံးတစ်ချက်ကကြတော့ကျွန်တော် US ကိုရောက်လာပြီဒီ IRC ကိုမိတ်ဆွေကဒီ US မှာရှိရဲ့ ျွန်တော်တို့စားတိုက်တန်ရုံကိုသွားပြီးတော့ကြတော့ချက်ချင်းလည်းငယ်ပတ်စံတန်းပြောင်းလို့မရအောင်သူကပထမအဆင့်နေနဲ့ဘာလုပ်ရလဲဆိုတော့ IRC ကိုကျွန်တော်တို့က stamp ခေါ်ဒစိကောင်းပြောင်းရတယ်။နောက်ပြီးတော့မှဒီဒစိကောင်းလိုတဲ့လုပ်ငန်းတွေဖြစ်တဲ့ကျွန်တော်ဥမာပြောရမယ်ဆိုရင်သတင်းစာအတိုက်တို့နောက်တစ်ခါစီးပွားရေးလုပ်ငန်းရှင်တို့နဲ့ချိတ်ပြီးတော့သူတို့လက်ထဲကိုထည့်ပေးရတယ်။အဲ့လိုမျိုးရောင်းပေးဆိုတဲ့ချိန်မှာလဲပွန်စည်းအနေနဲ့ကစားတိုင်းနဲ့ဈေးတူတူသွားရောက်လို့မရအောင် တော်ဒီစားရရောင်စီကာလာပေါက်သေးတဲ့20ရာခိုင်နှုန်း30ရာခိုင်နှုန်းတော့ short ပေးမှလာဟိုကယူမှာလीမဟုတ်ရင်ဒီကောင်စီကဘာလို့လှုပ်ရှုပ်ခံမိယူရမလဲစားရကပဲတော့ဝယ်ရမှာပေါ့ကျွန်တော်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကကြတော့ကျွန်တော် IRC coupon ရဲ့ intention ကို measure ကိုကျွန်တော်ရှင်းပြပြရတဲ့အတိုင်းပဲတော်နိုင်ငံရချားပြီးတော့စာပို့ခြင်းတဲ့သူတွေအတွက်ကိုအရှင်းပြအောင်ကျွန်တော်တို့လောက်ကန်ရလွယ်ကူအောင်ထုတ်တာလားအဲဆိုဒီလိုမျိုးထုတ်ထားတဲ့အပေါ်မှာဝင်ပြီးတော့ဈေးကစားနေလူတယောက်ယောက်ရောက်လာပြီ organization တစ်ဖွဲ့ဖွဲ့ဝင်လာပြီဆိုရင် ဒါကိုကျွန်တော်တို့ US ကဆိုင်ရဆိုင်ရလူတွေကအစိုးရဘက်ကတည်ပြီးဆိုတာနဲ့အဲဒါကို investigate လုပ်ပြီးတော့ကျတော့ကြော်ရခွာရများနေဆိုရင်ဒီလိုမျိုးလုပ်နေတဲ့လူရဲ့လုပ်ငန်းလိုင်စင်ကိုပြန်သိမ်းနိုင်တယ်။ဆောဗျာဒါကြီးချုပ်လိုက်တဲ့အချိန်မှာပွန်စီတကယ်လှုပ်ကြည့်ရလှုပ်ကြည့်ရခါမှာကျတော့သူတွေးထားလို့အဆင်မပြေဘူးအမျက်ကလည်းကြံတာအရန်နေဆောဒီလိုမျိုး IRC ဝယ်ရောက်လုပ်ပြီးတော့ရက်တည်နိုင်မှုကဘလို့မှရေရှည်မှအဆင်မပြေနိုင်တဲ့သူတွားတွေ့ဒါမဲ့အဲ့မှာသူတခုတွားပြီးစဉ်းစားမိတာကကျတော့ဒီသူ့လက်ရှိအလုပ်ကိုက ီဟာနဲ့ပတ်သက်ပြီးတစ်ချက်ဝင်မလေ့လာရတဲ့သူတွေပြီးရင် business ဘိုင်းနဲ့ပတ်သက်ပြီး knowledge နည်းတဲ့သူတွေတော့တွားရှင်းပြမယ်ဆိုရင်ဒီကောင်เนี่ยသူ့ကိုယုံမှတ်ပြီးရောပုံအပ်ပြီးရှိသမျှပတ်စံ all be invest လုပ်မှာသူတော်တွားပြီးစဉ်းစားမိတယ်အဲ့တော့ဒီကောင်ဘာလို့လဲလဲဆိုတော့1919ခုနှစ်မှာ Security Exchange Commission SEC ဆိုတဲ့နာမည်နဲ့ company တခုထောင်းတယ်။ပြီးရင်သူ့ company ကကျွန်တော်တို့ဆွမ်းနာပြောတဲ့ IRC တွေဝယ်ရောင်းလုပ်ပြီးရောအမြတ်အစွန်းများစွာရနေတဲ့ကုမ္ပဏီကြီးပါဆိုပြီးရောညနေဖုံးလာလာတက်တယ်။နောက်တစ်ခါထပ်ပြီးရောအပိုဆောင်အနေနဲ့ သူ့ company မှာလာပြီးတော့ invest လုပ်မယ်သူတွေရင်းနှီးမဲ့သူတွေအနေနဲ့အဲသူ့စီမှာကျွန်တော်တို့45ရက်တစ်လခွဲရင်းနှီးမယ်ဆိုရင်50% profit ရမယ်50%တုံး profit ပေးမယ်နောက်တစ်ခါရက်60ကျွန်တော်တို့3လရင်းနှီးမယ်ဆိုရင်100% profit ပေးမယ်ဆိုပြီးတော့လူတိုင်းမငင်းနိုင်တဲ့မလုံးပေးပြီးတော့တနိုင်ငံလုံးကိုကျင်းသိတယ်ဒါပေမဲ့ Ponzi ရဲ့ company ကအခုမှလည်းစထောင်းတယ်နာမည်ကလည်းမကြီးသေးဘူးဆိုတော့သူ့အတွက်ဟိုကြောင်ညာစီလည်းမတုံးနိုင်ဘူးဗျအဲ့တော့ဒီကောင်ဘာလို့လဲဆိုတော့သူ့ရဲ့ပထမဆုံးတားကောင်ခေါ်ရဲ့ breed တွေကိုဘယ်မှာသွားရှာလဲဆိုတော့ အီတလီမှာကျန်ခဲ့တဲ့သူမိသားစုဝင်တွေရဲ့နောက်တစ်ခါကရောက်ခမဘက်ကအမျိုးတွေရဲ့နောက်ပြောကြတဲ့သူတို့နေရဲ့ရက်ွက်ထဲကလူတွေရဲ့အင်ဂျင်နီယာနေရဲ့ကို pass rate လုတ်ပြီးတော့သူ့ရဲ့အခုထောင်းတဲ့အသက်ဆက်ဆက် company မှာ invest လုပ်ခိုင်းတယ်။ဒါပေမဲ့လည်းအခုမှစပြီး invest လုပ်တာဆိုတော့ဗျသူတို့လည်းဘယ်ယုံရဲမလဲ။အဲ့တော့လူတိုင်းကနည်းနည်းချင်းစီစမ်းပြီးထည့်အောင်10ဒေါ်လာဒေါ်လာ100ဒေါ်လာ200စသဖြင့်ပေါ့အဲ့လို amount နည်းနည်းလေးဆိုတဲ့အခါကျတော့ပွန်စီက3လပြည့်သွားတဲ့အခါမှာဒီလူတွေကို50% profit ရအောင်ဆင်းပေးလိုက်နိုင်တယ် သူမှပတ်စံရှိတော့မဲပဲဟုတ်မလဲဒီတိုင်းပဲဟိုဟာချီဒီဟာချီဟိုဟာယူဒီဟာယူနဲ့ပလာတာရိုက်ပြီးဖျက်အောင်ဆင်ပေးလိုက်တယ်အဲ့တော့ဒီနေရာမိတ်ဆွေကျွန်တော်နားလည်အောင်ရှင်းပြမယ်မိတ်ဆွေကပွန်စီရဲ့ကမ်ပဏီမှာတွားပြီးတော့တိန့်တရာဆိုင်ပြီးရင်းထည့်ထားပါတော့သုံးလနေတဲ့အခါမှာဒီကောင်ကနေပြီးတော့ခမရကိုအရင်တိန့်တရာရောပြီးရင်50%အမြတ်ဖြစ်တဲ့တိန့်90ရောစုပေါင်းတိန့်တရာ90ပြန်ပေးပါဆိုတော့ဆိုတော့ဘာဖြစ်လဲဆိုစဉ်းစားကြည့်လိုက်မိတ်ဆွေအဲ့တိန့်တရာ90ကိုယူပြီးတော့အိမ်မှာနေပြီးအစ်စ်နေရမှာတဲ့ဘယ်နေမလို့ခမရအဲ့တိန့်တရာ90လုံးပြန်ရင်းမယ် ရင်းပြီးရင်ထပ်ပြီးတော့လိုချင်တဲ့အတွက်ရှိရပစံမှာထပ်တင်ရတဲ့ဦးမယ်နောက်တစ်ခါဒီလိုမျိုးကံကောင်းအကြောင်းတိုက်ဆိုင်လို့ဒါရွှေရင်းနဲ့တွေ့ရတဲ့အခါမှာကိုအကိုတယောက်တည်းမစားချင်လို့မတောက်ချင်လို့ဆိုပြီးခမရနဲ့နီးစက်ရမိတ်ဆွေတွေဆွေမျိုးသားရင်းတွေဟာဒီကိစ္စကို sharing လုပ်ပေးဦးမယ်လीအဲ့တော့ဟိုကလူရီရလည်းဘယ်နေနိုင်မလဲလိုက်ထဲမှာဟိုအဲ့လိုမျိုး referee ညွန့်နေသူတွေနဲ့တယောက်ပြီးတယောက်ရရလာလိုက်တာပွန်စီကဘလောက်ထိတောင်အရှင်ပြေသွားလဲဆိုတော့ကြတော့ ့မှာရုံငန်းတွေတခုပြီးတခုငှားရတယ်ရုံငန်းတွေတနေရာပြတနေရာဖွင့်ရတယ်ပြီးဝင်နှန်းတွေကိုဆဲချီရာချီပြီးခေါ်ပြီးငှားရတဲ့အနေအထားဖြစ်သွားတယ်အဲ့ဒီဝင်နှန်းတွေ तू ဘာလုပ်ရလဲဆိုတော့ तू ရုံငန်းရှေ့မှာလာပြီးတော့ပတ်စံထည့်ကျင်တော့တန်းစီနေတဲ့လူအုပ်ကြီးကိုတော့ခုံးလုံးပေါ်နေတင်ပလင်းချိတ်ပြီးတော့အေးစေးတတ်ပြီးပတ်စံနေယူအောင်အဲ့လောက်အနေအထားဒီစင်မျိုးပါတယ်ပို့ပြီးတော့သူ့အတွက်ကြိုက်သွားတာကအဲ့ဒီအချိန်မှာ Boston Post ဆိုတဲ့နာမည်အရင်ကြီးရဲ့သတင်းစာကနေပြီးတော့သူတို့ရဲ့ front page ထိတ်ဆုံးစာမျက်နှာမှာ ပုံစံကို financial genius ပါဆိုပြီးတွားပြီးတော့ကင်မွန်တက်တယ်ဆိုတော့ဒီကောင်ကမသိရင် robin hood လို့ဆရာကြီးလို့ဖြစ်သွားတော့အဲ့တော့ဘာပြောကောင်းမလဲအလိုလိုမှလူရဲ့ယုံနေပါရဲ့ဆိုဟိုဇက်တိုက်ပြုံဝင်လာလိုက်တာကျွန်တော်1920မေလမှာပုံစံရဲ့ကုမ္ပဏီကကျွန်တော်ပြောတရက်ထဲတလမဟုတ်တရက်ထဲအတွင်းမှာဒေါ်လာ2သိန်းခွဲလောက် easy ဝင်တယ် sorry အဲ့အချိန်မှာ2သိန်းခွဲဆိုရဲကိစ္စဒီနေ့ခင်မှာဆိုဒေါ်လာ4သန်းလောက်နဲ့သွားညီးဆိုတော့ ပေါ်စီကံပဏီကတရက်ကိုဘယ်လောက်ရမလဲတပတ်ကိုဘယ်လောက်ရမလဲတစ်လကိုဘယ်လောက်ရမလဲဆိုတော့မိတ်ဆွေတို့တွေ့ကြတယ်တော့နည်းတယ်မှာမို့တော်များအဲ့လိုနဲ့ဆရာတော်ကဘယ်လောက်ထိတောင်ချမ်းသာလာလဲဆိုတော့သူကအဲ့ပတ်စံနေနဲ့ဘာကြီးလှုပ်လဲဆိုတော့ဗျာအာဒေါ်လာတန်းချီတန်းနဲ့အိမ်တွေဝယ်ကားတွေရှောက်ဝယ်ပါတီတက်တယ်ဒါ gambling တွေလှုပ်တယ်ဆုံးလို့ပါပဲဆိုတော့အဲ့လိုရှေ့ဆုံးကနေပြီးသုံးပြဖြုံးပြတယ်ဆရာတော်လူရလည်းခက်တော့ခက်တယ်ဗျာကိုယ်ွယ်ခြင်းပြီးဟေးဆိုရင်မျက်စိစုံမေ့ပြီးကိုကိုယ်ွယ်ဘယ်လောက်ထိတောင်လဲဆိုရင်ဒီကောင်ဒီလိုရင်းသုံးနိုင်တာဒီကောင်ဒီလိုရင်းဝင့်နိုင်တာစားနိုင်တာသူ့လုပ်ငန်းကြီးရဲ့ဆောင်ရမ်းအောင်မြင်ပြီးဆောင်ရမ်းအဆင်ပြေနေလို့ ငါတို့လည်းသူ့လိုဖြစ်ချင်းငါတို့မှရှိရပတ်စံလေးသူ့စီသွားပေးပြီးရင်းမာရမယ်ဒီဘိုင်ဖြစ်ကုန်အဲ့တော့ဘာဖြစ်လဲဆိုတော့ကြတော့တကယ်တမ်းဟိုကောင်ကကျွန်တော်ပြောတာဘာလို့မှလုတ်တယ်ကောင်မဟုတ်ဘယ် IRC ကိုမှလည်းမရောလို့ဘယ်လုတ်မှကိုမလုတ်လားဒီကောင်လုတ်နေရရှင်းရှင်းလေးပဲနောက်ဝင်လာတဲ့လူတွေပတ်စံနဲ့ရှိရလူတွေပြန်ပြီးဒါပဲနောက်တစ်ခါအမျက်ရပြီးသားတွေအနေနဲ့လေတို့မြတ်ထားပြီးသားပတ်စံရောတို့မှနောက်ထပ်ရှိတဲ့ပတ်စံရောပေါ့ရောပြီးသူ့စီပြန်ရင်းအောင်လို့ promotion တွေပေးတယ်အိမ်မက်တွေပေးတယ် ီ process ကိုပဲလူပင်ပတ်ပြီးတော့ပွန်စီရအကုန်လုံးကိုဂျင်းထည့်နေရဆိုတော့ဒီ process ဖြစ်တဲ့ကျွန်တော်တို့နောက်လူပတ်စံနဲ့ရှေ့ရအရင်လူပေးနောက်တစ်ခါနောက်ထပ်ထက်ထက်မဲ့လူအစ်စ်တွေထက်ရှာနောက်ထပ် invest လုပ်မဲ့လူအစ်စ်တွေထက်ရှာအဲ့လိုမျိုးလူပင်ပတ်နေရာကိုပဲကျွန်တော်တို့ ponzi scheme လို့ခေါ်တာဒါပေမဲ့ပြဿနာဒီ scheme ရဲ့အဓိကအားနည်းချက်ကသူက invest လုပ်မဲ့လူအစ်စ်တွေကလာတိုင်းကိုဈာနဲ့ချပြီးလို့ရဆိုတော့တကယ်လို့ဒါလူအစ်စ်တွေထက်မွန်လာခဲ့ဦးဆိုရင်ဒီကောင်ရဲ့ scheme ကပြတ်ပြီ နောက်ပြီးတော့ရှိပြီးသားလူအဟောင်းတွေကနေပြီးတော့တို့ရဲ့ပတ်စံတွေပြန်ထုတ်ချင်ပါတယ်ဆိုရင်လည်းဒီစကင်ပြက်တယ်။နောက်တစ်ခါတို့ဆိုင်ယာဆိုင်ယာကအဖွဲ့အစည်းတွေက bright မယူပဲနဲ့ဒီကောင်ရဲ့ company ကိုဝင်ဆက်ခဲ့မယ်ဆိုရင်လည်းဒီစကင်ပြက်တယ်။ဆိုတော့အဲ့လိုနဲ့ပုံစံနာမည်အရင်ကြီးလာတဲ့နောက်ပိုင်းမှာတော့တကယ်တကယ်အလုပ်အရန်လုပ်တဲ့စီးပွားရေးသမားတွေဒီ IRC အကြောင်းနားလေတဲ့ပုံကိုယ်တွေကနေပြီးတော့ပုံစံနေတဲ့ဒီတကဘာလုံးမှာရှိသမျှ IRC ကို live ဝယ်ပြီးတော့သူပြောသလိုတကယ်အလုပ်လုပ်တယ်ပဲထောင်း သူ့မှာလက်ရှိရှိတဲ့သူ့စီမှာရင်းထားတဲ့လူရဲ့၁၀ပုံ၁ပုံတောင်မှအမျက်ပေးဖို့မဖြစ်နိုင်ကြအောင်ဝိုင်းပြီးထောက်ပြတယ်။အဲ့ဒီအချိန်ကျမှပွန်စီကိုချီးမွမ်းကန်းဖွင့်ထားတဲ့ Boston Post ကနေပြီးတော့နောက်တစ်ခါပြန်ပြီးတော့ကြတော့ပွန်စီကို financial idiot ဆိုပြီးခေါင်းစဉ်တက်ပြီးခေါ်တယ်။ဆိုလိုတဲ့သဘောပါဗျာ။ဒီကောင်ကဘာစီဝါးရေးအသိပညာမှမရှိဘာစီဝါးရေးလုပ်ငန်းမှမလုပ်ဖဲနဲ့နောက်ဝင်လာတဲ့လူတွေရဲ့ပတ်စံနဲ့ရှေ့ရလူတွေကိုဒါအမျက်ပေးပြပြီးတော့ကျန်တာအကုန်လုံးသူ့ရဲ့ကက်ထဲထည့်နေတဲ့ကောင်ဆိုပြီးတော့သူတို့ရဲ့တင်းစားကောင်စီမှာထည့်ရည် အဲ့အချိန်ကျမှလာကျွန်တော်တို့ဆိုင်ရဆိုင်ရသူတို့ department တွေအဖွဲ့အစည်းရနေပြီးတော့ပုံစံကိုဝင်ပြီးတော့ audit တွေစစ်တယ်ပြီးရင်သူရုံးငန်းတွေကိုဝန်ရမ်းနဲ့ဝင်ပြီးတော့ဖမ်းတယ်စီးတယ်လို့ရလုပ်တဲ့အခါကျမှသာပုံစံကတကယ်တကယ် IRC နဲ့ပတ်သက်ပြီးဘာလို့မှလုပ်မနေပဲနဲ့သူကမင်းမဲရဘာမှကိုလုပ်မနေရဆိုတော့တွေ့ရတယ်အဲ့လိုနဲ့ပုံစံကို US တရားရုံးကနေပြီးတော့ mail fraud wire fraud နဲ့တခြား charges တွေတင်ပြီးတော့တရားစွဲတယ်ဒါပေမဲ့ပုံစံကအဲ့ထက်ကမှ mail fraud တခုတည်းကိုပဲကွက်ပြီးတော့ကျွန်တော်တို့ plea guilty ရအောင်လုပ်သွားနိုင်တဲ့အတွက်ထောင်အနေနဲ့ဆိုရင်9နှစ်ပဲကြာတယ် ဆိုတော့တကယ်တမ်းကပွန်စီသူစကန်သွားတဲ့ပတ်စံအလုံးပေါင်းလိုက်မယ်ဆိုရင်ဒေါ်လာ15တန်းဝန်းကျင်ရှိတယ်။အဲဒါပေမဲ့သူ့ကိုထောင်ထဲထည့်ပြီးတော့ကျတော့သူ့မှာရှိတဲ့ပတ်စံသူပိုင်တဲ့ assessment တမန်အလုံးကိုကျွန်တော်တို့ပတ်စံပြန်ပြောင်းတဲ့အချိန်မှာ1.5 million ပဲထွက်လာတယ်။ဆိုတော့ဒေါ်လာ1တန်းဝယ်ဝန်းကျင်ပဲထွက်တယ်။အဲတော့ကျွန်တော်ပြောကြမ်းတဲ့ပတ်စံတွေပဲပြောသွားတာလေ။အဲဒါကျွန်တော်ရှင်းပြမယ်။ဒီပွန်စီ run နဲ့ ponzi scheme က pyramid ပုံစံလို့ပြောလို့ရတယ်ဆိုတော့ pyramid scheme လို့ခေါ်မယ်ဆိုတော့မမအောင်ဒါပေမဲ့အဲ့နောက်ကမတူပါဘူးထားပါ ကျွန်တော်သဘောတရားကကျွန်တော်ပိရမစ်ပုံစံအရာကျွန်တော်တို့ဒီအောက်မှာရှိတဲ့နောက်မှာအစ်စ်ဝင်လာတဲ့လူတွေပတ်စံနေအပေါ်မှာရှိတဲ့သူတွေကိုပေးတာ sorry အပေါ်ကပိရမစ်ပုံစံ triangle ရဲ့ထိပ်ဆုံးပိုင်းမှာရောက်နေတဲ့သူတွေကပတ်စံအများဆုံးရတဲ့သူတွေလို့ပြောလို့ရတယ်ဆိုတော့သူပတ်စံရဲ့၃ပုံပုံတပုံကတော့ဒီလူတွေစီရောက်သွားမယ်နောက်တစ်ခါသူဒီလိုမျိုး scan တစ်ခုကို pull up လုပ်ဖို့အတွက်သူသုံးရတယ်ကျွန်တော်တို့ပတ်စံနေရှိရဗျဝန်ထမ်းဘိုးတွေပေးရတယ်နောက်တစ်ခါကျွန်တော်တို့နေရာ၅ကားရှိမယ်ဝန်ထမ်းဘိုးဆိုတော့နေရာမို့လားသူဝန်ထမ်းနေရာချီထောင်ရှိရှိအောင်ဆိုတော့ဒါအတွက်လည်းပတ်စံကကုန်တယ်လीဆို ပြင်ကြားရမှာသူ gambling လုပ်တာတခြားရှောက်သုံးတဲ့ပတ်စံတွေလည်းရှိသေးရအောင်အဲ့တော့ကြောင့်တော့ဒါတသန်းခွဲပတ်ချာလည်းပဲဂျန်နယ်ဆိုရင်အထူးတော့မတူးစမ်းပါဘူးဆိုတော့အဲ့ဂျန်နယ်1.5 million ကို government ကနေပြီးတော့ဆန္ဒပွန်စည်းရဲ့ scam မှာရင်းနှီးထားတဲ့သူတွေကိုပြန်ပြီးတော့အချိုးကျပြန်ခွဲပေးရယ်အပတ်စံအားဖြင့်ဆိုရင်တော့ကိုရင်းတဲ့ပတ်စံရဲ့တန်းပတ်စံဝင်ချိန်မှာရလိမ့်မယ်ဥပမာဗျာခင်ဗျားကဒီ ponzi scheme မှာသွားပြီးရင်းထားတယ်တိတ်တရာရင်းထားတယ်ဆိုရင်10သိန်းပြန်ရတယ်။ကျန်တဲ့သိန်း90ကိုအဆုံးမတက်နိုင်ဘူး။ဆိုတော့ အဲ့လိုနဲ့ပွန်စီကသူ့ကိုဒါတရားရုံးကနေချတာထောင်းဝ5နှစ်ချတယ်ဆိုပေမဲ့ဒီသူကြနေစဉ်ကာလာအတော်တွဲမှာလင်းလင်းမာမာနေလို့ good behavior အကြောင်းဆိုပြီးတော့3နှစ်ခွဲနဲ့လွတ်လာတယ်။ဒါပေမဲ့အဲ့လိုမျိုးလွတ်လာပြီးကမှဘာစိတ်ပြောင်းနေမသိပါဘူး။ကျွန်တော်ထင်တော့ဒီကောင်ကို sample လုတ်ပြမှာရမယ်ဆိုပြီးသူတို့ကောင်းတဲ့အတွေးလေးတစ်ချက် click ဖြစ်သွားလို့ထင်ပါတယ်။သူနောက်ထပ် charges တွေတင်ပြီးတော့နောက်ထပ်ထောင်ကုန်းနဲ့ရအောင်ထက်ချတယ်။အဲ့လိုနဲ့ပဲကျွန်တော်1934ခုနှစ်ပွန်စီအသက်52နှစ်အရောက်မှာတော့ထောင်းဝကနေလွတ်လာခဲ့တယ်။ ဒါမဲ့သူ့ကိုတော့ US မှာအနေမခံတော့ဘဲနဲ့သူ့ရဲ့မွေးရမြဖြစ်တဲ့အီတလီကိုပဲပြန်ပို့မယ်ဆိုပြီးတော့အဲ့ကိုပဲဒီပို့လုပ်ခဲ့တယ်။အဲနောက်တစ်ခါသူ့မိန်းမကိုတော့လိုက်ချင်ရောက်လိုက်သွားလို့ရအောင်ဆိုပြီးဆင်မေးပေမဲ့မိန်းမဖြစ်သူကဒီလိုကောင်မျိုးနဲ့မပေါင်းနိုင်တော့ပါဘူးဆိုပြီးတော့သူနဲ့ကွာရှင်းပြီးတော့ US မှာပဲနေခဲ့တယ်။ပွန်စီတယောက်အီတလီပြန်ရောက်တဲ့အခါမှာကျတော့သူကဘာမှအလုပ်ကံမဲမဲရမလုပ်တတ်ဘူးဆိုတော့သူ့ရဲ့ထုံးစံလာရလမ်းကြောင်းဖြစ်တဲ့ကျွန်တော် scan အသစ်တစ်ခုကိုပဲစဖို့အတွက်သူကြမ်းအဖမ်းရပြန်တယ်။အဲ့ဒီကောင်ဘာလုပ်လိုက်လဲဆိုတော့သူက စကန်မှာပဲထုံးတယ်ဒါပေမဲ့သူပစ်ရှင်ပြောင်းသွားတယ်အရင်လိုမျိုးကျွန်တော်တို့ IRC ကူပွန်ကိုဘန်းပြတာမဟုတ်ဘဲနဲ့ real estate ခေါ်တဲ့အင်ချမ်းကြီးဘန်းပြရတယ်။ဘန်းပြပြီးထုံးစံတိုင်းသူစီရင်းဘလောက်ဘလောက်ပါဆန်ဘယ်နှစ်ရက်ဘယ်နှစ်ရက်တွင် return ပြန်ရမယ်ပေါ့။ဒါမှပြဿနာကသူ့အကြောင်းလူတွေကတော်တော်များများတိနေပြီးသားဖြစ်တဲ့အတွက်အဲဒီတစ်ခါလုပ်တဲ့ scan ကတော့အဆင်ပြေမသွားဘူး။အဲ့လိုနဲ့ပဲပွန်စီတရားဒါရရအလို့ဂျုံအလို့လုံရင်းနဲ့အသက်ကြီးရဲ့ဒီစာဝတ်တော်ဖို့ပင်ပန်းရှာဖို့ရတယ်။ကျွန်တော်1946ခုနှစ် January 16ပွန်စီအသက်68နှစ်အရောက်မှာတော့ ဒါ bright night စေယုံတစ်လုံးရဲ့ကတင်းအစုပ်လေးတစ်လုံးပေါ်မှာပွန်စီကခန္ဓာကိုယ်တရှမ်း၄ဖြတ်မျက်စိတစ်ဖက်ကန်းပြီးတော့ပဲကုကေရာမရှိချစ်ခင်မဲ့သူမရှိလာပြီးစောင့်ရှောက်မဲ့သူမရှိနေပဲတည်ဆုံးသွားခဲ့တယ်။ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီ ponzi scheme ဆိုတာဘာလဲ ponzi scheme မှာအဆင့်ဘယ်နှဆင့်ပါလဲ ponzi scheme ဘာကိစ္စ ponzi scheme လို့ခေါ်တာလဲဒီ ponzi scheme ကိုဘယ်သူကသုံးပြီးတော့ဘယ်လိုတွေ run သွားလို့များဒီ scheme ကတော့လောက်ထိနာမည်ကြီးနေရလဲဆိုတော့အသေးစိတ်သဘောပေါက်နားလဲသွားပြီလို့ကျွန်တော်ယူဆပါတယ် ချက်ပြီးတော့ additional tips အနေနဲ့ဒီလူဒီအဖွဲ့အစည်းဒီ organization က policy scan သုံးပြီး run နေလားမ run နေဘူးလားဆိုတာကိုဘယ်လိုသိနိုင်မလဲဆိုတာကိုကျွန်တော်ထပ်ပြီးလက်ဆောင်အနေနဲ့ပြောပြတော့မယ်ဒီနေ့ခင်မှာကျွန်တော်တို့မြင်နေရတဲ့ policy scan အများစုကပွန်စီ run ခဲ့တဲ့လူမျိုး3လတစ်ကြိမ်6လတစ်ကြိမ်အရင်ရောအမျက်ရောပေါင်းပြီးပေါင်းထုတ်ပေးရမျိုးမလုပ်တော့ဘဲနဲ့သူတို့ကမိတ်ဆွေတို့ထည့်ထားတဲ့ပတ်စံကို6လတန်းဒီ12လတန်းဒီ log လုပ်ထားတယ်6လတန်းဒီ12လတန်းဒီဟိုးထားပြီးတော့ကြတော့အမျက်ငွေကိုကျွန်တော်တလာချင်းစီ question ပေးရမျိုးများတယ် ဥပမာတစ်လောက်ထားပါတော့ profit percent အနေနဲ့ဆယ်ရာခိုင်နှုန်း15ရာခိုင်နှုန်း20ရာခိုင်နှုန်း25ရာခိုင်နှုန်းစသဖြင့်ကြီးလို့လာမယ်ကဏ္ဍနေပေးတယ်အဲနောက်ပြီးတော့နောက်တစ်ခါကျွန်တော်တို့ရှေ့မှာ upfront ပြရတဲ့လုပ်ငန်းတွေဆိုရင်လည်းအားလုံးကပုံစံအတူတွေများပါတယ်အဲ့ထဲကမှကျွန်တော်ဥမာပေးရမယ်ဆိုရင်နံပါတ်၁ကကျတော့ trading ဆိုတော့ trading company တခုခုပေါ့သူတို့ကဘာတွေ trade လဲဆိုကျွန်တော် crypto တို့ forex တို့ industry တို့ stocks တို့စသဖြင့်ဒါမျိုးတွေ trade တဲ့ company နေနဲ့လူတွေရှေ့ထွက်ပြရတယ်။ဘာလို့နံပါတ်၂ကကျ real estate agency ဆိုတော့အင်ရှင်မြေလုပ်ငန်းတွေ အဲ့ဒီလုပ်ငန်းဆိုတဲ့နေရာမှာပုံမှန် run နေဟာရောကျွန်တော်မပြောလို့ဒီကောင်တွေကကြာဘယ်လိုလဲဆိုတော့အကြအမြင်ရတဲ့အောင်ဒီနေရာဒီဒီအကွက်ဒီအဝိုင်းဝင်းကတော့ကျွန်တော်နောက်လင်းက6နှစ်နေဘယ်လောက်ထိမြတ်လာမလဲဇာ90မြတ်မလဲဇာ100မြတ်မလဲဇာ1000မြတ်မလဲအဲ့လိုမြတ်မအောင်တို့ရကြိုတည်တဲ့အတွက်ဒါတို့ကနေပြီးတော့ခင်ဗျားတို့ပတ်စံနေတုံးပြီးတော့စုဝဲကြမယ်စသဖြင့်ပေါ့နောက်တစ်ခါနံပါတ်3ချက်ကကျွန်တော် brand chain business ကြီးကျွန်တော် license ကြီးမှမလောက်ရမလို့ရဲအဲ brand chain လုပ်တွေလုပ်ပြရတယ်အဲ့ဒါဥမာနံပါတ်တစ်ခုရဲ့အောက်ကနေ run နေ ပုံမြင်တာဥမာပေးရမယ်ဆိုရင်ကဘာကျော်ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ဗားရဲဖွင့်မလဲဘီယာဆိုင်နေဖွင့်မယ်စားတောက်ဆိုင်နေဖွင့်မယ်ဆေးဆိုင်နေဖွင့်မယ်နောက်တစ်ခါကျွန်တော်အထည်ဆိုင်နေဖွင့်မယ်ဖုန်းဆိုင်နေဖွင့်မယ်စသဖြင့်ဒါမျိုးတွေပွားထားနေအောင်ဖွင့်ပြရတယ်ဒီဟာတွေအားလုံးကိုကဘာကျော်ကမ်ပဏီတစ်ခုရဲ့ပိုင်နာဖြစ်တဲ့အတွက်ဒီကမ်ပဏီက legit ဖြစ်ပါတယ် based out မှာဆိုပြီးတော့ investor ရဲ့ယုံကြည်မှု100%ယူမယ်နောက်ပြီးတော့ကျတော့ဘုံဒူရာတစ်ခုက ကျွန်တော်တို့ဒီ ponzi scheme မှာလုတ်တဲ့ company အလုံးမှာရှေ့မှာ trap ပြရတဲ့ figure တွေစကားပြောရဲဆိုတဲ့သူတွေအလုံးဒီစကားပြောရဆိုတော့အရန်ကောင်းပြီးတော့ကျွန်တော်အရန်ကို christmas တွေဖြစ်တယ်ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ပြောတာဆိုတာနားထောင်ရလူတိုင်းကအဲသူ့ video ပြီးအောင်ဒီမကြည့်ရသေးဘူးလမ်းမီးသူစီမှာ invest လုပ်ရှင်တယ်ဘာညာအဲ့ဒါမျိုးစိတ်ဖြစ်တဲ့အထိစကားပြောကောင်းတယ်ပြန်သူတို့ကဟို human psychology ရောကျွန်တော်တို့တချို့ tactic တွေရောမွတ်နေအောင်တက်တဲ့ကောင်တွေဖြစ်တဲ့အတွက်ခင်ဗျားတို့ emotion တွေ twist လုပ်နိုင်တယ်သူတို့လိုတဲ့ပုံစံဆွဲပြီးတော့ twin နိုင်တယ် အနောက်တစ်ခါတို့ဒီလိုမျိုးဒါတို့ရဲ့ပိုင်းတဲ့ company ကိုအဲ investment ခေါ် share ခေါ်ပြီးတော့အဲတနိုင်ငံလုံးကအစ်လူတွေအစင်ပြောင်းလုပ်ပေးရဲဆိုတော့ reason ကလည်းကျွန်တော်ခင်ဗျားတို့ရင်ထဲထိမဲ့ face story လာလာလေးအဲ့လိုမျိုးဟာတွေများတယ်အဲ့တော့နားထောင်လိုက်တဲ့လူတွေရင်ထဲမှာ agent ပြီး bank တွေပွင့်သွားပြီးတော့ invest လုပ်ခြင်းဒါမျိုးတွေဖြစ်တာပေါ့ဒါ major တခုခေါင်းထဲထည့်ထားမှာကဘယ် ponzi scheme မှာနှစ်နှစ်ဆိုတော့တောင်းမကြောနိုင်ဘူးမိုင်းကုန်ခံနှစ်နှစ်ပဲ ကျွန်တော်ဒီ ponzi scheme ကိုနာမည်အရင်ကြည့်အောင်လုတ်ပေးလိုက်တဲ့ခေါင်းကင်ဖခင်ဖြစ်တဲ့ Charles Ponzi ကိုနိုင်ကိုသူ့ scheme ကိုတစ်နှစ်ကျော်အောင်မရန်နိုင်ခဲ့ဘူး။ဒါမဲ့ကျွန်တော်တမိုင်းမှာတော့ထူးထူးဆန်းဆန်း ponzi scheme ကို10နှစ်ကျော်ကြာအထိ run နိုင်ခဲ့တဲ့ Barney Madoff ဆိုတဲ့လူတစ်ယောက်တော့ရှိတယ်။အဲသူ့အကြောင်းတော့ကျွန်တော်သေးသေးပြောမနေတော့မဟုတ်ရင် video ရှင်းနေမယ်။နောက်မှ message ကိုစိတ်ဝင်စားရတဲ့ကျွန်တော်တက်တက်သူ့အတွက် video တစ်ခုလုတ်ပေးမယ်။ဒါလောက်ဆိုရင်တော့ ponzi scheme နဲ့ပတ်သက်တဲ့အားလုံးကိုကျွန်တော်ဒါအသေးစိတ်ပြောပြသွားတာဖြစ်တဲ့အတွက်မေဆွေရောဆောင်းရန်ရှောင်းရန်နေတတိထားမယ်ကိစ္စရအားလုံးသိသွားပြီလို့ကျွန်တော်ယူဆရတယ်ဆိုတော့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲရက်လိုက်တော့မယ် ်မိတ်ဆွေတို့ဒီနေရာအထိရောက်လာအောင်ကြည်လိုက်တဲ့အတွက်ဘုဟုတ္တရရောအများကြီးရတော့ပြီဒါတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်ဖြစ်စီချင်တာကတော့ဒီရရတဲ့ဘဟုတ္တရရောမိတ်ဆွေတို့အပြင်ဘလက်တွေဘဝမှာပါပြန်လဲပြီးတော့အတုံးချလို့ရတယ်ရှင်နေအဲ့ကျွန်တော်မိကွန်လေးမေးပါမယ်ကျွန်တော်တို့လိုက်တွေးပေးပါလိုက်ဖြေပေးပါဒီတစ်ခါကျွန်တော်သိချင်တာကကြမိတ်ဆွေတို့ယူလို့ရတဲ့သင်ခန်းစာတွေဘာတွေညာရကျွန်တော်မမေးတော့ဘူးကျွန်တော်သိချင်တာကမိတ်ဆွေတို့ကိုယ်တိုင်ပဲဖြစ်ပါစေကိုရင်းနှီးချစ်ခင်ရတဲ့သူတွေကတဆင့်ဖြစ်ပါစေမိတ်ဆွေတို့ဘဝမှာအနည်းဆုံးတစ်ချိန်တော့ဒါမျိုး positive skin နဲ့ ဒါဂျုံခဲ့စုံခဲ့ဂျုံကြိုက်ခဲ့မယ်လို့ကျွန်တော်ယူဆရတယ်။အဲ့တော့ကျွန်တော်ဖြစ်စေချင်တာကတော့မိတ်ဆွေတို့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်မှရှိရဗဟုသုတတွေကိုဂျုံခဲ့အဖြစ်ပြက်တွေကိုကျွန်တော်ဒီ video က comment section လေးမှာမှန်သွားစေချင်တယ်။ဒါမှသာကျွန်တော်တို့သူများတွေဒါလေးကိုဖတ်ကြည့်ပြီးတော့ဗဟုသုတလည်းရမယ်။နောက်တစ်ခါရှောင်းစရာရှိရလည်းထပ်ရှောင်းလို့ရတာပေါ့။ခုလိုမျိုးမိတ်ဆွေတို့ဗဟုသုတလည်းရမယ်။နောက်တစ်ခါအုံနောက်တော်လည်းကြိုးရှိမယ်။ဘဝတက်လန်းတော်လည်းတစ်ဖက်တစ်လန်းအထောက်အကူပြုမယ် content တွေဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုပြီးအပေါ်မှာပါတဲ့ဖြစ်ရမယ် live story တွေကို ကျွန်တော်တို့ CIU YouTube channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေတွေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးသားရနဲ့ကျွန်တော်တို့ channel လေးကို subscribe တစ်ချက်လုပ်ခဲ့ပေးပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်